အခုလိုမျိုးပြည်သူတွေတောက်လျှောက်နောင်ငလင်ထန်ကြီးနဲ့တည်ဆုံးနေကြတဲ့အချိန်မှာအခုတော့မြန်မာပြည်သူတွေရဲ့မြန်မာနိုင်ငံမှာရှိတဲ့တချင်းပြည်သူတွေရဲ့အသည်းကိုတချင်းကောင်းလေးတွေနဲ့ဖန်ဆားတတ်တဲ့အစိုးရတပကြီးကထိုင်းနိုင်ငံမှာဘားရီမှာပျော်ပါပြီးတော့တချင်းတွေတောက်လျှောက်ဖျော်ဖြေနေတာကြောင့်လူမှုကွေးရင်ဆိုင်မျက်နှာပေါ်မှာအတော်လေးကိုဝေဖန်ခံနေရပါတယ်အစိုးရတပကြီးဒီဆိုဖျော်ဖြေနေတဲ့အချိန်မှာ နောက်မှာတော့ ငလင်တန်ကြောင့်ဘာညာဘာညာဖြစ်တယ်ပေါ့ဗျာဒါကြောင့်အခု WG ဆိုတဲ့တချင်းတော့ WG ကိုတချင်းဆိုတဲ့ WG ကိုဗီဒီယိုဖိုင်တွေတော့ဓာတ်ပုံတွေမရိုက်ချဖို့အတွက်ကိုကောင်းစုသွားတာဖြစ်တယ်နော်ဆိုတော့အင်မတန်မှရှက်ဖို့ကောင်းတယ်ဘလောက်ထက်ထိဗျာကမ္ဘာအဆင့်ဝမ်ချန်ပီယံရှစ်တော့ခုလိုမျိုးမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာငလင်လှုပ်လို့ပွဲတော်ရက်တယ်ဗျာပွဲရက်တဲ့အပြင်ကမှကစားသမားတွေအကုန်လုံးကိုဒါပေးရမယ်ငွေအကုန်လုံးကိုပေးတယ်ဒီလိုချိန်မှာပဲ WG တို့ ရုံမြတ်သူတို့ဂျူဝဲတို့ကထိုင်းနိုင်ငံမှာကြီးကျယ်ကိုဖျော်ဖြေနေပြီးတော့ခုလိုမျိုးပြည်သူတို့ကိုအရွက်တိုက်နေတယ်လောင်ပြောင်းနေတာဖြစ်တဲ့အတွက်ပြည်သူတွေကတော့အယံယံကိုစိတ်တူနေကြပြီးတော့အထူးသဖြင့်တော့ဒီပဂျေကိုဆဲဆိုနေကြပြီလေဖြစ်ပါရီဒီပဂျေကအခုနောက်ပိုင်းမှာမြန်မာပြည်သူတွေရဲ့မြန်မာသချင်းပြည်သူတွေရဲ့အသေးကိုဖန်ဆာထားနိုင်သူပါသူသချင်းထုတ်လိုက်တိုင်းအမြဲတမ်းပေါက်ပါတယ်အယံယံကိုရေပန်းစားနေတဲ့သူဖြစ်ပါရီဒီပဂျေဟာ2014လောက်ကနေ2019လောက်ထိအဆိုတော်ရွှေချူး အောင်မြင်တယ်လို့မျိုးအခုချိန်မှာအောင်မြင်နေတဲ့အစိုးရဖြစ်ပါတယ်တတော်လေးကိုရေပန်းစားနေပါတယ်အခုလိုမျိုးရေပန်းစားတဲ့အစိုးရတယောက်ကပြည်သူတလောက်တစ်ထီသေဆုံးနေကြတဲ့အချိန်မှာပြည်သူတွေကလုံးဝလုံးဝကိုလက်မခံနိုင်တော့ဘင်းနဲ့အရန်ရန်ကိုဆေးဆူးနေကြပြီးတော့ဘဝကိုလုံးဖို့အတွက်နှိုးဆော်နေကြပြီလေးဖြစ်ပါတယ်